မြန်မာနယူးခရိုနီကယ်မေ22မြင်တွင် AA ကမြို့သားကာကွယ်ရေးဆိုင်ရာရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ပြီးရခိုင်ဒေသခံလူငယ်တွေကိုရခိုင်ပြည်နယ်ပြင်ပထွက်ခွာခွင့်ပိတ်တဲ့သတင်းဆောင်ပါအကြောင်းအရာကိုတင်ပြပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းအချို့သောနေရာဒေသများနှင့်ရခိုင်ပြည်နယ်နှင့်နယ်နိမိတ်ထိစပ်နေသည့်ပဲခူးတိုင်း၊မကွေးတိုင်း၊ AR တိုင်းတို့မှဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့်ရခိုင်တပ်တော် AA ကမြို့သားကာကွယ်ရေးဆိုင်ရာရေးပေါ်အခြေအနေကြေညာချက်ထုတ်ပြန်ပြီး သက်16နှစ်မှ45နှစ်မျိုးသမီးဖြစ်ပါက16နှစ်မှ25နှစ်အရွယ်လူငယ်များရခိုင်ပြည်နယ်အတွင်းမှထွက်ခွာခွင့်ကိုပိတ်ပင်လိုက်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာပြည်နယ်မျိုးတော်စစ်တွေနဲ့တရုတ်နိုင်ငံရဲ့ရေနံသဘာဝဓာတ်ငွေပိုက်လိုင်းစီမံကိန်းတည်ရှိရာကြောက်ဖြူမျိုးတို့သာစစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်ပြီးကျန်းရခိုင်ပြည်နယ်မြို့နယ်ဒေသအားလုံးကိုအေအေကတိုက်ယူထိန်းချုပ်ထားပြီးဖြစ်ပါတယ်။2023ခုနှစ်နိုဝင်ဘာလမှာ ရခိုင်ပြည်နယ်မှာ AA နဲ့စစ်ကောင်စီတို့အကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီး AA အနေနဲ့မြို့တွေနဲ့စစ်ကောင်စီတပ်ရင်းစခန်း၊ဖြူဟာစခန်း၊တိုင်းစစ်ဌာနချုပ်တွေဇက်တိုက်ဆိုးသလိုသိမ်းယူခဲ့ပြီးနောက်မှာအခုလိုကျင်ညာခဲ့တာ ဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ရခိုင်ပြည်နယ်ကိုအပိတိုင်ဆုံးရှုံးသွားပြီလို့မစုံနိုင်ုံတမဲမြို့တော်စစ်တွေနဲ့ကြောက်ဖြူတို့ကိုသာထိန်းချုပ်ထားနိုင်တော့တဲ့အခြေအနေဖြစ်ပါတယ်ရခိုင်မျိုးသားအဖွဲ့ချုပ် ULA နဲ့ရခိုင်တပ်တော် AA တို့က ရခိုင်ပြည်နယ်ရဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးစီးပွားရေးနဲ့လူမှုဝန်ဆောင်မှုဆိုင်ရာတွေကိုအကောင့်အထည်ဖော်လှုပ်ဆောင်နေတာလဲရခိုင်သတင်းဌာနတွေကဖော်ပြတဲ့သတင်းတွေအရကြားသိနေရပါတယ်။ရခိုင်ပြည်နယ်နဲ့အခြားမြို့တွေအကြားကုံသွယ်မှုကူးတန်းတွာလာမှုတွေကိုစစ်ကောင်စီဘက်ကရောအေအေဘက်ကပါကန့်တန့်မှုတွေထုတ်ပြန်ထားသည့်တိုင် ရှိနေစေဖြစ်ပြီးစစ်တွေနဲ့ရန်ကုန်လေကြောင်းတွာလာမှုနဲ့ရေလန်းကကုန်စည်တည်ဆောက်မှုတွေရှိနေစေဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်အဆင့်အုပ်ချုပ်ရေးဝန်ထမ်းတွေက စစ်တွေမြို့မှာအခြေစိုက်နေစေဖြစ်ပြီးအောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်တော့ကြောက်ဖြူနဲ့စစ်တွေကလွဲရင်မရှိတော့တဲ့အနေအထားလည်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကအခြားပြည်နယ်တိုင်းဒေသတွေကိုတွားရောက်ဖို့အတွက်စစ်တွေရန်ကုန်လေကြောင်းခရီးကိုအသုံးပြုနေကြရတာကိုတွေ့ရပါတယ်။အခု AA ကထုတ်ပြန်ချက်မှာဖော်ပြထားရမှာစစ်မှုမထမ်းလို့တဲ့လူငယ်တချို့ရခိုင်ပြည်ကနေတိတ်တိတ်ဆိတ်ထွက်ခွာနေကြတာတွေရှိနေတာကြောင့် အခုလိုအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီးတားမြစ်ရတဲ့အတိတ်ပဲလို့နားလည်ရပါတယ်။ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်လို့အနာဂတ်ရခိုင်ပြည်နယ်ကိုဘယ်လိုတည်ဆောက်ကြမလဲ၊ဘယ်လိုပုံသဏ္ဍာန်နဲ့ပေါ်ထွက်လာမလဲစတဲ့အချက်တွေနဲ့ပတ်သက်လို့လက်တလုံးမှာရခိုင်လူထုတွေအကြားနားလည်မှုဘယ်လိုရှိနေကြသလဲဆိုတာလဲစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။ ULAA ကချမှတ်ထားတဲ့ရခိတလန်းစဉ်လို့ခေါ်ဆိုတဲ့ရခိုင်ပြည်နယ်ကကိုပိုင်အုပ်ချုပ်ခွင့်ထက်ပိုတဲ့အဆင့်မျိုးလား မြန်မာနိုင်ငံရဲ့အခြားသောပြည်နယ်တိုင်းဒေသတွေနဲ့ပြည်ထောင်စုအစိုးရနဲ့ဆက်ဆံရေးစတဲ့အနာဂတ်မှာဖြစ်ပေါ်လာနိုင်တဲ့အနေအထားတွေကဘလို့ဖြစ်မလဲဆိုတဲ့မေးခွန်းတွေအတွက်အခုချိန်မှအပြည့်မရှိသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အနေနဲ့ကကုန်းတွင်းပိတ်ဒေသမဟုတ်တဲ့အချက်ကအခြားသောပြည်နယ်ဒေသတွေထက်အားသာချက်ရှိတယ်လို့ဆိုနိုင်ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့နယ်နိမိတ်ထိစပ်နေသလိုအေအေတင်းယူထားပေမဲ့ရခိုင်ပြည်နယ်မဟုတ်တဲ့ပလောဝဒေသကနေလည်း အိန္ဒိယနဲ့ကုန်သွယ်တာတွေလှုပ်ဆောင်နေနိုင်တဲ့အခြေအနေဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတိုင်းရင်းသားဒေသတွေအနက်ကိုကန့်ဒေသတအန်းပလောင်ဒေသတွေက၎င်းတို့လူမျိုးစု နေထိုင်ကြတဲ့ဒေသတွေကိုသိမ်းယူနိုင်ခဲ့ပြီးအခြားသောလူမျိုးစုတွေရောနှောနေထိုင်တဲ့မြို့တွေနယ်တွေအထိသိမ်းယူထားပြီးအုပ်ချုပ်ရေးပေါ်ဆောင်နေသလိုရခိုင်ပြည်နယ်နဲ့ကရင်ပြည်ကယားဒေသတို့မှာလည်းပြည်နယ်မြို့တော်ကလွဲလို့အခြားသောဒေသတွေအားလုံးသိမ်းယူကာအုပ်ချုပ်ရေးပေါ်ဆောင်နေကြတဲ့အနေအထားဖြစ်ပါတယ်။လက်ရှိသတင်းထုတ်ပြန်ချက်တွေအရ အဆိုပါတိုင်းရင်းသားဒေသတွေမှာအထွေထွေအုပ်ချုပ်ရေးနဲ့လူမှုဝန်ဆောင်မှုလုပ်ငန်းတွေထူထောင်လည်ပတ်ဖို့ကြိုးပမ်းနေတာတွေတွေ့နိုင်ပါတယ်။ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA မော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးဌာနမှမော်တော်ယာဉ်မှတ်ပုံတင်လိုင်စင်များကိုမေလ25ရက်နေ့မှာစတင်ပြုလုပ်ပေးသွားမယ်လို့အတည်ပြုထုတ်ပြန်ထားပါတယ်။ဒါအပြင်တောင်ပြည်တပ်မှနှစ်နယ်မြေကြောင်မဲခရိုင်တီဘောမြို့နယ်စံဖိတ်ကျေးရွာကဒေသနေပြည်သူတွေကိုတောက်တုံးရင်ရရှိစေဖို့ PSLF TNLA မြို့နယ်စီပင်သားရရေးအဖွဲ့ကဥဆောင်ပြီးဆောင်ရွက်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။မြို့နယ်စီပင်သားရရေးအဖွဲ့ကဥဆောင်ပြီးကြေးရွာဒေသနေပြည်သူတွေနဲ့အတူဖေဖော်ဝါရီလ25ရက်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီးမေလ20ရက်မှာပြီးစီးခဲ့တယ်လို့ဆိုပါတယ်။တိုင်းနယ်ပြည်နယ်အနှံ့အပြားမှာတော့ NUG ပညာရေး၊ကျန်းမာရေးဝန်ကြီးဌာနတွေနဲ့ချိတ်ဆက်လုပ်ကိုင်နေကြတဲ့ CDM ဝန်ထမ်းတွေ၊ဒေသခံတွေ၊စစ်ဘေးရှောင်စေတနာဝန်ထမ်းတွေနဲ့ ပညာရေးကျန်းမာရေးလုပ်ငန်းတွေလဲပတ်နေကြတာကိုလည်းတွေ့မြင်ရပါတယ်။ဒါတွေကစစ်ဘေးရှောင်ဒေသစိုးမိုးနယ်မြေထိန်းချုပ်နယ်မြေတွေအလိုက်မရှိမဖြစ်ထူထောင်ကြရတဲ့ကျောင်းစေးရုံစေးကန်းတွေဖြစ်တယ်လို့တောင်ဆိုနိုင်ပါတယ်။ပြည်တွင်းပြည်ပထောက်ပို့တွေကပြည်တွင်းရှိလူမှုရေးကယ်ဆယ်ရေးအကူအညီတွေပညာရေးကျန်းမာရေးထောက်ပံ့မှုတွေကိုတစိမ့်တစ်ပိုင်းပံ့ပိုးပေးနိုင်တယ်လို့မှတ်ချက်ပေးနိုင်ပါတယ်။အဲ့ဒီအတွက်အကူအညီတွေရောက်ရှိဖို့ကိုဒေသခံလူမှုအဖွဲ့တွေ၊တပိတ်အဖွဲ့တွေ NUG နဲ့ PDF ချိတ်ဆက်အဖွဲ့တွေကနေတဆင့်စီးစင်းနေကြတာဖြစ်ပါတယ်။တိုင်းရင်းသားဒေသတွေမှာကတော့ဥဆောင်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဤသဘောထားကိုလိုက်နာပြီးဆောင်ရွက်ကြတယ်လို့ဆိုနိုင်ပါတယ်။စီရီအထောက်ပံ့တွေကိုတိုင်းရင်းသား PDF တွေဒေသခံပတ်ကားဖတွေကမိမိတို့အစီအစဉ်နဲ့ဆောင်ရွက်ကြတာဖြစ်ပြီးစစ်တီအင်အားတွေကိုတော့အခုအချိန်မှာမိမိအစံနာအလိုက်ပါဝင်ကြတဲ့အနေအထားကနေဒေသတွင်းအမိန့်နဲ့ဖြစ်စေ မျိုးမျိုးသောစီယုံမှုတွေအစီအစဉ်တွေကနေစုဆောင်းကြရတဲ့အဆင့်ကိုရောက်ရှိလာတာကိုမြင်တွေ့နေကြရပြီဖြစ်ပါတော့တယ်ခင်ဗျာ